သားကိုတချို့ကသိကြတာပေါ့နော်ဒီအတန်နှမျိုးဆိုတာကနေသိကြမှာကျွန်တော်အမျိုးတွေရဲ့မင်္ဂလာဆောင်ပါပေါ့နော်သွားပြီးတော့ဆိုတာပေါ့အဲ့ဒါလေးကိုကျွန်တော်ကျွန်တော်အကောင့်မှာပေါ့နော် TikTok အကောင့်မှာကျွန်တော်တင်လိုက်တယ်တင်လိုက်တဲ့ခါကျတော့ပေါက်မယ်လို့တော့မထင်ဘူးပေါ့တန်ဟုတ်တန်ပွိုက်အခု7 million လောက်ရှိသွားပါတယ်ဟုတ်ကဲ့ ကြီးဆိုတဲ့ညာရဲ့အလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တမင်ကိုဖြစ်ပါတယ်ကျွန်တော်အေယာဝီတိုင်းဒေသကြီးဂျုံပြုံမြို့နယ်အထောင်မြို့မွန်တုကုန်းကြီးရွာဖြစ်ပါတယ်ခင်ဗျာအဲတော့တချို့ကသိကြတာပေါ့နော်ဒီအတန်နှမျိုးဆိုတာနေသိကြပါတော့ခင်ဗျာဟုတ် စတင်မိတာပေါ့နော်အဲ့တချင်းလေးကကျွန်တော်အမျိုးတွေမင်္ဂလာဆောင်ပါပေါ့နော်အဲသွားပြီးတော့မှသွားပြီးတော့ဆိုတာပေါ့ဒီဒီတိုင်းလေးပဲသွားဆိုတဲ့အခါကျတော့အဲ့ဒါလေးကိုကျွန်တော်ကျွန်တော်အကောင့်မှာပေါ့နော် TikTok အကောင့်မှာကျွန်တော်တင်လိုက်တယ်တင်လိုက်တဲ့အခါကျတော့ပေါက်မယ်လို့တော့မထင်ဘူးပေါ့ဟုတ်တရက်ထင်းနဲ့ view ဟို1.7 million ရသွားတော့ဟုတ်ကဲ့10.7 million လောက်ရှိသွားတော့ဟုတ်ကဲ့ ဖန်ရှိသူတချင်အားကြတော့ကျွန်တော်ငငယ်လေးတွေကအရန်ကြိုက်ခဲ့ရသူချင်းလေးပေါ့နော်အဲဦးခင်မောင်တို့တချင်လေးဆိုအရန်နားထောင်နေတာနားလဲနားထောင်ကြည့်တယ်ဆိုအရန်ကြိုက်တော့ဒီတချင်လေးကိုအတန်လေးနဲ့တန်လေးနဲ့စမ်းဆိုကြည့်မယ်ဆိုပြီးတော့မှအတွေးလေးကစောင့်ဝင်နေဆိုဖြစ်သွားတာပါဟုတ်ကဲ့ဟုတ်အိမ်မှာအရင်ဆုံးကြင့်ဖြစ်တယ်အရင်ဆုံးတစ်ခေါက်ပဲဆိုလိုက်တယ်ဟုတ်အရင်ဆုံးတစ်ခေါက်ဆိုရင်ကနေပြီးတော့မိန်းကလေးအတန်လေးရလာတော့ပေါ့နော် မိန်ကလေးအတောင်ကျတော့ဘယ်လိုဆိုလဲဆိုတော့ဒီလိုပုံမှန်တိုင်းပဲ head fight နဲ့ပေါ့နော်ကျွန်တော်မိန်ကလေးတောင် head fight နဲ့ခိုးပြီးတော့ဆိုလိုက်ပါပါဟုတ် comment လေးတွေဖတ်တဲ့အခါအရင်ပဲဝမ်းသာပါရဲ့တီးပြီးတော့ဒီလို blame နဲ့ comment မျိုးအသိမရှိပေါ့နော်အဲသူတို့အတန်နဲ့တန်နဲ့ဆိုတဲ့အခါကျတော့သူတို့ကနည်းနည်းအံ့အားသင့်ကြတာပေါ့ဟုတ်အံ့အားသင့်ပြီးတော့အကုန်လုံးကချီးကျူးကြပါရဲ့ဟုတ်ကဲ့ဟုတ် ဟိုဦးခင်မောင်တို့အတန်ကကျတော့သူ့တချင်းကိုဆိုလိုက်ရင်ဟိုအော်တိုသူ့အတန်ပေါ့နော်အဲ့လိုအတန်ကိုဖြစ်သွားတာပါဝင်ပြီးတော့ရေးကြတာပေါ့နော်အတန်ကိုအဆိုတော်ရဲ့အတန်ကိုတူပြီးတော့ဆိုတယ်ခိုးဆိုတယ်လို့အဲ့လိုလည်းပြောကြမှာဟုတ်ကဲ့လေပြင်းကြီးရဲ့ငိမ့်တဲ့စေမြမအတားရတို့လိုတိုက်ခတ်တချင်းဆိုကိုစတင်ကြီးရတော့ဒါဆရာရဲ့တိုက်တွန်းမှုကြောင့်ပေါ့နော်အဲဆရာမောင်ဘူးရဲ့တိုက်တွန်းမှုကြောင့်ကျွန်တော်ဒီဟို တကြံမန္တလေးတွေမှာဗောနောအဲ့ဒီကစဆိုလာပြီးတော့မှဒီဟိုဒီတချင်းဆိုတာကိုစတင်ခဲ့တာပါဟုတ်ကဲ့ဟုတ်အဲ့တော့အဲ့အသက်ဘယ်လောက်ထဲရအဲ့တော့အသက်73နှစ်ပါဟုတ်ကွာကျွန်တော်အသက်22နှစ်ပါဟုတ်ဒါမင်းကြီးအတန်းနဲ့တော့တီးတက်အလိုဆိုတော့ဘူးရှိတာဘယ်လိုလေးရှိအများကြီးတော့တီးတက်အောင်လို့ဆိုဖြစ်ဖို့တော့မရှိပါဟုတ်အဲဒါရှေ့လျှောက်ပြီးတော့ဒီယောက်ျားလေးအတန်းနဲ့ပဲသွားဖြစ်ဖို့တော့များပါတယ်ဟုတ်ကဲ့ဟုတ်ပါလို့လေ ်ဝေဖန်ခံတော့ဝေတော့မဝေဖန်ကြဘူးချီကျူးကြတာတော့များပါလေဒါပေမဲ့ရှေ့လျှောက်ကြတော့ဒါရေရှည်ကြတော့အတန်အတွက်စိုးရင်းရတယ်လေအတန်ကြတော့ main ကလေးအတန်လုံးယူရတဲ့ခါကျတော့လည်းအခက်ခဲအတန်အိုးပြက်မှလည်းစိုးလို့ပါရှေ့လျှောက်ရင်တောင်းဆိုတဲ့သူလေးရှင်တော့လေဟုတ်စိုးပေးမှာပေါ့ဟုတ်စိုးပြပေးပါမယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ပါတယ်ဒါအာဒီခလေးလေးလေးကိုစတင်တာပေါ့နော်ခလေးလေးလေးကိုရွာမှာဆိုရင်စတင်ရင်းနဲ့ဒီဝါသနာပါတဲ့အမှုပညာတချင်းဆိုတာလေးကိုတစ်ဖက်လှုပ်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်အရင်ကဆိုရင်အခုလည်းပေါ့နော် ပွဲလေးတွေလိုက်ရတဲ့အခါကျတော့မိဘတွေပြန်ပြီးတော့ထောက်ပံ့တာမျိုးလေးရှိပါတယ်ဟုတ်ပြန်ပြီးတော့ပြည့်စုံတိုင်းပေါ့နော်ရတဲ့အမှုပညာခြေငွေလေးနဲ့ပြန်ပြီးတော့ပံ့ပိုးပါတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့မိဘတွေကကျတော့ရွာဘက်မှာခြံလုပ်တာပေါ့နော်ခြံလုပ်ငန်းလေယာဉ်လုပ်ငန်းလုပ်တာဟုတ်ကဲ့ခြံဥယျာဉ်စိုက်ပြတာပေါ့ဟုတ်မျိုးရိုးတော့မရှိပါဟုတ်အဖေကကျတော့ရွာမှာဆိုရင်အဖေကကျတော့ OCD ရဲ့လေအမှုပညာသူကသူလည်းအဲ့လို OCD တဲ့အမေအမေလည်းအဲ့လိုဝါသနာပါတယ်ပေါ့အများကြီးပံ့ပိုးပေးပါတယ်ဆွေမျိုးသားချင်းတွေလည်းအကုန်လုံးပံ့ပိုးတယ်အတော်တွေရော အဦးလေးတွေပေါ့နော်အမတွေအကောင်လုံးပန့်ပို့ပေးတယ်အကိုတွေပေါ့အကောင်လုံးပန့်ပို့ပေးပါတယ်အဓိကအဖြစ်တော့အမေပေါ့နော်အမေဆိုရင်ဒါဟိုဘာလို့ချင်းလဲအဲ့လိုပေါ့သူမရှိရှိတာအကောင်လိုက်ဖြည့်စီပေးတယ်ဒါလိုအပ်ကြမှန်းသမ ्या ပေါ့အဲ့လိုမျိုးသူအကောင်လိုက်လုပ်ပေးပါတယ်ဟုတ်တချို့ကကြတော့ဒါခုနောက်ပိုင်းကပွဲလေးတွေဆက်လာတဲ့ခါကျတော့ပင်မလာတာပေါ့နော်ပင်မလာတဲ့ခါလူကလုံးဝခြောင်ကြသွားလာ ပိန်ကြရတဲ့ခါကျတော့တချို့ကကျတော့ကွန်မန့်အောက်မှာဝင်ရတဲ့ဆေးသုံးတဲ့ဘာညာပေါ့အဲ့လိုတွေရေးကြတာရှိတယ်။ဒါပေမဲ့ကျွန်တော်ဆေးဘာဆေးမှမသုံးရပါဘူးလို့အရက်900ဆေးလိတ်တော့မတော့ကြတာပေါ့နော်ဟုတ်။အဲ့ဒါလေးကိုပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်။အဲကိုချီဖိုင်ယာနဲ့ပွဲမှာဆုံးဖြစ်တာတဲ့ပတိန်ပွဲလေးမှာပေါ့နော်အာအတိအဆရာတယောက်ရဲ့ဖိတ်ကြားမှုကြောင့်ပေါ့နော်အမှသွားပြီးတော့မှစုပ်ပေးဖြစ်တာပါဟုတ်ကဲ့ဟုတ် ကိုဂျေဖိုင်းကစိတ်ထားအရန်ကောင်းတယ်ပေါ့နော်အဆီနီယာပီပီဒီအောက်လင်းငယ်သားတွေအဲ့လိုအများကြီးတင်ပြပေးပါတယ်ဟုတ်ကဲ့ဟုတ်အခု TikTok အကောင့်သိမ့်မတင်ဖြစ်တာဒါလွန်ခဲ့တဲ့3ရက်လောက်ကပေါ့နော် TikTok အကောင့်လေးကဖုန်းက reset ကျသွားတယ်ပေါ့ reset ကျတဲ့အခါကျတော့အကောင့်လုံး TikTok အကောင့်တွေပါပြတ်သွားပါတယ် TikTok အကောင့်ပြတဲ့အခါအခုလောလောဆယ်တော့ပြန်ဆယ်နေပါပြန်ဆယ်နေပါတယ်မဟုတ်အခုအကောင့်အသစ်ဖွင့်ထားတဲ့အကောင့်လေးလည်းရှိပါတယ်ဟုတ်ကဲ့ဟုတ်တမင်ကို29ရဲ့လို့ရေးထားတယ်ပေါ့နော်ဟုတ်အခုအကောင့်အသစ်ဖွင့်ထားတဲ့ဟာလေးကတော့ဟုတ် ်ဒါဆက်လက်ပြီးတော့ဒါကိုအခုလိုမျိုးပေါ့နော်အဲနေရာလေးရလာအောင်ပရိသတ်လေးတွေစပြီးတော့အားပေးလာကြတာပေါ့နော်ပရိသတ်လေးတွေအားပေးကြတဲ့ပရိသတ်အရောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်ပြီးတော့လည်းကိုပိုင်တချင်းလေးတွေကိုပိုင်တချင်းလေးတွေကိုဆက်ပြီးတော့ဖန်တီးနိုင်အောင်စူးစမ်းသွားပါဦးမယ်အလိုပဲစောက်ပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာအခုလောလောဆယ်တော့ TikTok အကောင့်လေးပြန်ဆယ်မရသေးလို့ပေါ့နော်အကောင့်အစ်စ်လေးဖွင့်ထားပါတယ်တမင်ကို29ဆိုပြီးတော့ဖွင့်ထားပါတယ်ခင်ဗျာအဲ့အကောင့်လေးမှာလည်းတွားပြီးတော့ follow လုပ်ပြီးတော့ ။တခြင်းလေးတွေတင်ပေးပါမယ်။တခြင်းလေးတွေဝင်ရောက်ပြီးတော့နားဆင်လို့ရပါတယ်ခင်ဗျာ။ Oh waiting ငိမ့်တဆဲဆင်းလေးတန်ကိုကြားတယ်။လေပြင်းရဲ့ငိမ့်တဆဲညမှာအသာအရာတို့လိုတိုက်ခတ်နေ။ သင်ပြန်မွေးတဲ့ပန်းရံအနှွေဆောင်ယူဒေလာလေးညင်းရဲ့